တခါတုန်းကတသိန်းလို့ခေါ်တဲ့ကောင်မလေးတယောက်ရှိရဲ့တသိန်းရဲ့အချမ်းထဲမှာမှော်ဆန်တဲ့ဖျောင်းနိုင်တဲ့တိုင်ရှိပြီးဒီဖျောင်းနိုင်လေးဟာတသိန်းရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးအချောင်တွေပြောင်းနေတတ်တယ်။ဝမ်းသာပျော်ရွှင်ရင်အဝါရောင်ဖျောင်းတိုင်လေးအနေနဲ့တောက်ပါလာမယ်။ဒေါသထွက်ရင်အနီရောင်ပြပြီးပူလာမယ်။စိတ်ရှုပ်ထွေးရင်တော့အပြာရောင် ပြောင်းပြီးတုန်ခါနေမယ်။ ဒါပေမဲ့တဲတဲကစားဖက်လိုက်ကစားလိုက်နဲ့ဒီဖျောင်းနိုင်လေးရဲ့အယောင်ကိုဘတော်မှခရူးတဆိုင်မကြည့်ဘူး။တနေ့မှတဲတဲကအင်စာလုံနေရင်ပုံစံတစ်ခုကိုဘလို့မှတွက်လို့မရတော့ပဲစိတ်ညစ်လာတဲ့အခါမှာသူ့အခန်းထဲကဖျောင်းနိုင်လေးဟာအနီရောင်ပြောင်းပြီးစတင်ပူလာပါတော့တယ်။ဟေးငါစိတ်တို့လာပြီနော်လို့အချက်ပြနေရပါတော့။ တတဲကဖျောင်းနိုင်ကိုဂယုမဆိုင်ပဲဇပွဲကို ခဲရနဲ့တောက်ရင်စဉ်းစားမြဲစဉ်းစားနေတယ်။ဘာလို့မရတာလဲဘာလို့မရတာလဲခဏကြာတော့အနီရောင်ဖျောင်းနိုင်လေးဟာပိုပူလာပြီးပိုကြီးလာပြီးဒုံးဆိုတဲ့အတန်နဲ့အစာအုပ်တွေကိုတွန်းပစ်လိုက်တယ်။တတဲကဒေါသထွက်ပြီးခဲရန်ကိုချိုးပစ်လိုက်တယ်။ တသက်အမေကအခန်းထဲရောက်လာတော့ကြိုးနေရဲ့ခဲရံနဲ့ပြစ်ချထားတဲ့စာအုပ်တွေကိုမြင်ပြီးဆိုတယ်။တသက်သမီးဘာဖြစ်လို့ဒလတ်တော်ဆိတ်ဆိုးပြီးဖြက်စီးလိုက်ရတာလဲ။အမေကတသက်ကိုဖျောက်နိုင်အနားကိုခေါ်သွားတယ်။အနီအောင်ဖျောက်နိုင်လေးကအဲ့ဒီအချိန်မှပဲပူနေတော့မယ်။သမီးဒီဖျောက်နိုင်လေးကိုကြည့်သူဘာအယောင်လဲ။အနီအောင်မှာအမေ မှန်နဲ့အနည်းအောင်ဆိုတာရလိုက်တော့မင်းအခုစိတ်ဆိုးနေပြီနားလိုက်ပါလို့ပြောနေရသူက သမီးကိုစာအုပ်ကိုဖျက်ဆီးခဲ့တာမဟုတ်ဘူးသူကသမီးရဲ့စိတ်ဆိုးမှုကိုတတိထားမိဖို့ပြောနေရစိတ်ဆိုးနေရဆိုတာကိုသိလိုက်တာနဲ့အဲ့ဒီစိတ်ဆိုးမှုကချက်ချင်းသေးသွားလိမ့်မယ်သူက သမီးကိုထိန်းချုပ်လို့မရတော့ဘူးအဲ့ဒီမှာစပြီးတော့တဲကလည်းသူ့ရဲ့ခမန်းတက်ဖျောင်းနိုင်လေးကိုအမြဲတမ်းဂရုတစိုက်ကြည့်တက်လာတယ် အနည်းအောင်ဖျောင်းနိုင်အနေနဲ့စတင်ပူလာပြီဆိုတာနဲ့တက်တက်က okay ငါစိတ်ဆိုးနေပြီအခု9မိနစ်နားမယ်လို့ပြောပြီးခဏထွက်သွားတယ်။စိတ်အေးလာတဲ့အခါမှာပြန်ပြီးအိမ်စာကိုဆက်လုပ်တယ်။ဖျောင်းနိုင်လေးဟာဆွှုပ်ထွေးခြင်းအပြယောင်ပြပြီးတုံခါလာပြီဆိုရင်တော့ငါလမ်းပြောက်နေပြီအမေကိုအကူအညီတောင်းရတော့မယ်လို့ပြောတယ်။ဖျံနိုင်အောင်လေးတွေကိုဂရုတစိုက်ရှိတာရဲ့အခါမှာတော့တဲဟာပို့ပြီးပျော်ရွှင်တဲ့ကလေးမလေးဖြစ်လာပြီးဖျံနိုင်လေးဟာဝါထနေလေးနဲ့လှပနေပါတော့တယ်